အန်ဂိုလာဝန်နိုင်ငံခဲ့တဲ့ပွဲမှာအာဂျင်တီးနားအတွက်တကောသွင်းတကောဖန်ပြီးပေးခဲ့တဲ့မက်ဆီရဲ့အကြောင်းအပောင်းဝင်နောက်ဆုံးရသတင်းကြောင်းအများအလုံးမဲ့မိတော်ဗျာကျွန်တော်ရဲ့ GB1 Save Ballon Channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီနေ့မှာတော့အန်ဂိုလာဝန်နိုင်ငံခဲ့တဲ့ပွဲမှာအာဂျင်တီးနားအတွက်တကောသွင်းတကောဖန်ပြီးပေးခဲ့တဲ့မက်ဆီဖာရိုဂျွန်းစ်ရဲ့အိမ်မက်ကိုရိုက်ချိုးပြီးကမ္ဘာပလောင်းဝင်ဝင်ရခဲ့တဲ့ခရိုအေးရှားဒီပိုင်းရဲ့ခြေပါသွင်းကုန်းနဲ့ကမ္ဘာပလောင်းဝင်မှုတစားတဲ့တစားနှိဆက်လာတဲ့နယ်သာလန်တို့ရဲ့သတင်းကြောင်းကိုတင်ဆက်ပေးသွားတော့မှာလည်းဖြစ်ပါရင်ဘရောင်းဆုံးအနေနဲ့အန်ဂိုလာကိုအနိုင်ယူခဲ့တဲ့ပွဲမှာအာဂျင်တီးနားအတွက်တကောသွင်းတကောဖန်ပြီးပေးခဲ့တဲ့မက်ဆီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ အင်္ဂလာအသင်းကိုနှကောပြအနိုင်ယူခဲ့တဲ့ပွဲမှာလျော်နယ်မက်ဆီကတော့အာဂျင်တီးနာအသင်းအတွက်တကောသွင်းတကောဖန်ပြီးတော့ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။အင်္ဂလာအသင်းကတော့ပေါ်တူဂီနိုင်ငံကနေလွတ်လပ်ရတဲ့90ပြည့်အထိမ်းအမှတ်အနေနဲ့ကမ္ဘာချန်ပီယံအာဂျင်တီးနာအသင်းကိုဖိတ်ခေါ်ပြီးတော့ပွဲကစားခဲ့တာပါ။ဒီပွဲအတွက်အင်္ဂလာအသင်းဟာအမေရိကန်ဒေါ်လာ12သန်းထိပေးခဲ့ရကြောင်းသိရပါတယ်။ဒေသမိုင်းဝင်ပွဲကိုအင်္ဂလာနိုင်ငံကပရိသတ်5000ကျော်လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။မက်ဆီကတော့ဒီပွဲမှာအာဂျင်တီးနာအသင်းရဲ့ပွဲထွက်လို့ဈေးမာတွေကပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီကဒီပွဲမှာအတိုက်စစ်မာတီနဲ့အသွင်းကိုဖန်တီးပေးခဲ့တယ်လို့အသင်းအတွက်ဒုတိယမြောက်ဦးဆောင်ကိုကိုလည်းတွင်ယူခဲ့ပါတယ် မက်ဆီကတော့အာဂျင်တီးနားလေယာဉ်စင်အသင်းအတွက်196ပွဲမှာ135ခုထိသွင်းယူထားနိုင်ခဲ့ပါတယ်။အင်တာမီတိုင်းစင်မှုကတော့လာမယ့်2026ကမ္ဘာပလောက်ကိုလည်းအာဂျင်တီးနားအသင်းနဲ့အတူပါဝင်ကစားဖို့ပြင်မှတ်ထားနေခဲ့တာပါ။ဒုတိယအနေနဲ့ဖာရိုဂျွန်းစုရဲ့အိမ်မက်တွေကိုရိုက်ချိုးပြီးကမ္ဘာပလောက်ဝင်ခွင့်ရခဲ့တဲ့ခရိုအေးရှားဆွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ခရိုအေးရှားအသင်းကတော့ဖာရိုဂျွန်းစုအသင်းကို3ခုတခုနဲ့နိုင်ယူခဲ့ပြီး2026ကမ္ဘာပလောက်ပြိုင်ပွဲကိုဝင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ခရိုအေးရှားအသင်းအဒီပွဲမှာသေရလဲရရင်ကိုကမ္ဘာပလောက်ဝင်ခွင့်ရရှိမှာဆိုပေမဲ့ ဖာရောဂျွန်းစုအသင်းကိုအနိုင်ကစားပြီးတော့ပြည့်ပြတ်တသားပဲနာမည်နှစ်မှာရှင်းပါမယ်ကဘာလာလက်မှတ်ကိုရရှိသွားခဲ့တာပါဒီနိုင်ငံကြောင့်ခရိရှားအသင်းဟာကဘာလာမယ်ဝဲကို၄ချိန်ဆက်ဝင်ရောက်ရှင်ပြိုင်နိုင်ခဲ့ပါတယ်ခရိရှားအသင်းရဲ့အသက်၄၀ရွယ်ကွလက်လူမိုးကျွဲအတွက်ကတော့၅ချိန်မြောက်ကဘာလာမယ်ဝဲကိုဆင်နွှဲသွားတော့မှာလည်းဖြစ်ပါတယ်ခရိရှားအသင်းကတော့ကစားမကောင်းနေအကြီးနဲ့အငယ်ပြင်းပြကြတာပေါင်းဆက်ထားပြီးလာမယ့်ကဘာလာမှာဘယ်အစင်းတွေတလန်းလာနိုင်မလဲတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်တပတ်ဖာရောဂျွန်းစုအသင်းကတော့ခရိရှားအသင်းကိုဂိုးပြက်ရှုံးနေသွားခဲ့လို့ကဘာလာအိမ်မက်လည်းပြည့်ပြည့်သွားခဲ့ရပါတယ် နောက်ဆုံးအနေနဲ့ဒီပိုင်းရဲ့ချီပါအသွင်းကိုလည်းကမ္ဘာပလာဝင်ပေါ်တစားတဲ့တစားနီးစပ်လာတဲ့နယ်သာလန်ဆိုတဲ့အကြောင်းကိုတင်ဆက်သွားမှာပါ။နယ်သာလန်အသင်းကတော့ပိုလန်အသင်းကိုနောက်ကနေလိုက်ကစားခဲ့ပြီးတော့တစ်ဖက်တစ်ကိုယ်စီတည်ကြခဲ့ပါတယ်။ဒီတည်ပွဲကြောင့်နယ်သာလန်အသင်းဟာ2026ကမ္ဘာလောက်ကိုဝင်ဝင်ရဖို့တဝဲတဲ့တဝဲပို့ပြီးတော့နီးကပ်လာခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနိုင်ငံကြောင့်နယ်သာလန်အသင်းဟာပမေးရှားရဲ့ထိန်းဆုံးမှာရည်တည်နေခဲ့ပြီးတော့ဒုတိယနေရာကပိုလန်အသင်းကိုရမှတ်သုံးမှတ်အထိဖျက်တောက်ထားနိုင်ခဲ့ပါတယ်။နယ်သာလန်အသင်းအနေနဲ့ပိုလန်အသင်းကိုနိုင်ယူနိုင်ခဲ့မယ်ဆိုရင်ကမ္ဘာလောက်ဝင်ခွင့်ရဖို့ကိုတည်ကြသလောက်ရှိနေပြီဆိုပေမဲ့နောက်ကလိုက်ကစားပြီးတည်ပွဲကြသွားခဲ့တာပါ။ နယ်သာလန်အသင်းပေါ်တူဂီအသင်းတွေဟာနိုင်ဝဲရရင်ကိုကမ္ဘာလားဝင်ကွင်းရဖို့တည်ကြပါဆိုပေမဲ့နိုင်ဝဲရှာမတွေ့ကြပဲဒီပွဲတွေရှုံးပွဲတွေထွက်ပေါ်နေခဲ့တာပါပါရီအသင်းကလည်းပြီးခဲ့တဲ့ပွဲမှာအိုင်လန်အသင်းကိုတည်ကစားရုံနဲ့ကမ္ဘာလားဝင်ခွင့်ရမှာဆိုပေမဲ့နှစ်ကိုးပြတဲ့ရှုံးနေသွားခဲ့ပါသေးတယ်။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရအားကစားတဲ့နေ့အပြောင်းရွှေ့တဲ့နေ့ပွဲချုပ်ပွဲပြီးသုံးသပ်ချက်တွေပြီးစိတ်ဝင်စားပွဲအားကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။